အပတ်စဉ်ကြာသောရနေ့တိုင်း RVA မြန်မာ language service မှတင်ဆက်နေကြပုံရံမင်းကြီးသတင်းစကားကဏ္ဍမှာတော့ဂျွန်လ၄ရက်နေ့ပုံရံမင်းကြီး Francis Session သူမြတ်လူထုတွေးဆောင်ခြင်းမှာ ပြောကြားခဲ့တဲ့ဖရာသခင်ထံပြန်လှည့်ခြင်းနဲ့ဘဝအတိတ်ပဲရှာဖွေခြင်းကို တင်ပြပေးသွားမှာဖြစ်ပါတယ်အပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းလူထုတွေးဆောင်ခြင်းမှာယဟန်မင်းကြီး၄ဦး၁၄က ဘဝအတိတ်ပဲကိုရှာဖွေနေသောလူငယ်များပြေဝသောအတိတ်ပဲကိုဘုရားသခင်ပေးလိမ့်မယ်။ဘယ်တော့မှစိတ်တက်မကြဖို့ရန်နဲ့ဘုရားရှင်ရဲ့ခေါ်တံကိုဘယ်လောက်ပဲနောက်ကျမှတုံ့ပြန်နေပါစေ။ဘုရားရှင်ကတင့်ကိုလက်ကမ်းကြိုဆိုနေတယ်ဆိုတာသတိရဖို့ယဟန်မင်းကြီးကလူလူတွေ့ဆုံခြင်းမှာ သတိပေးခဲ့ပါတယ်။ဆက်လက်ပြီးယဟန်မင်းကြီးကကျွန်တော်တို့ရဲ့ဘဝဘယ်လိုပဲမျှော်လင့်ချက်မဲ့သောအခြေအနေနဲ့ကြုံတွေ့နေရပါစေ။ ဘုရားကတော့ကျွန်တော်တို့ရဲ့ဘဝကို ပြေးဝတဲ့အတိတ်တွေနဲ့မျောလင်းခြင်းတွေပေးဖို့ဘယ်တော့မှယက်တန့်လက်လျှော့လိုက်မှာမဟုတ်ပါဘူးပေးဖို့အစင်သင့်စောင့်နေခြင်းဖြစ်တယ်ဒီတစ်ပတ်တွေ့ဆုံခြင်းမှာတော့ယဟန်မင်းကြီးလေယို14ကဂျူဘလီနှစ်ရဲ့ကောင်းစဉ်ဖြစ်တဲ့တခင်ခရစ်တော်သည်ကျွန်ုပ်တို့၏မျောလင်းခြင်းကောင်းစဉ်ကိုခြေခံပြီးလူလူပိဋကအားနှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည် သူ၏အားပေးစကားတွင်ရှင်မတေဥစံစာကိုအခြေခံပြီးတဏီကုံအလုံးလုံးသူတဏ္ဍာရီသာအလုံးလုံးသူအလုံသမားအားလုံးကိုညီမျှသောလှုပ်အားကပေးသောအလုံးရှင်၏အကြောင်းကြံပိုက်ကိုကိုးကားပြီးဖျားရှင်၏ကြီးမားသောဂိဏမေတ္တာအကြောင်းကိုဘာသာတရားသင်ကြားခြင်းအမှု၌ယဟန်မင်းကြီးမှဆက်လက်တွင်တင်ခဲ့ပါသည်အလုံးချင်းပုံမလုတ်ခဲ့ရသူတွေဟာအလုံးချင်းအနေငယ်လုတ်ရသူတွေနှင့် လုံအားကဒန်းတူညီမျှရခြင်းဆိုဒီမှာ စိတ်ပြက်ဖွယ်ရာ ဖြစ်ပါတယ်။အလုံသမားတွေလည်းစိတ်ပြက်ခဲ့မှာပါပဲ။ဒါပေမဲ့လည်းအလုံရှင်ရဲ့ယူသားသောရဲ့ရောသောစေတနာအလှကို သူတို့မမြင်ခဲ့ကြလို့ပါ။ဒါကအလုံရှင်ရဲ့မတရားလုပ်ခြင်းအမှုမဟုတ်ပါဘူး။အလုံရှင်ရဲ့ယူသားသောရဲ့ရောခြင်းသာဖြစ်တယ်။ဒါကြောင့်ဖျားသခင်က င့်ရဲ့ကောင်းမှုပါရမီတွေဘလောက်ပဲစီးပူးခဲ့တယ်ဆိုတာတခုတည်းကိုမကြည့်ဘူးလိုအပ်သူရဲ့လိုအပ်ချက်ကိုလည်းကြည်ပေးတတ်တယ်ဖခင်ကလူတိုင်းကို ပြေဝသော ရှင်သန်မှုကို ပေးခြင်းနဲ့ဒီအလုံသမားပုံဥပမာကိုအခြေခံပြီးဘယ်အရာကစစ်မှန်သောတရားမျှတမှုဖြစ်တယ်လဲဆိုတာထောက်ရှုကြည့်ရအောင်တရားမျှတခြင်းဆိုတာလူတိုင်းအသက်ရှင်ဖို့လိုအပ်တဲ့အရာကိုရရှိခြင်းပဲဖြစ်တယ် ဒီနေရာမှာနားလည်ရမှာကအလုတ်သမားတိုင်းရဲ့ဂုံတိတ်ခါကို လေးစားပြီးဂုံတိတ်ခါနဲ့အညီရတဲ့ရထိုက်တာကို ပေးရမယ်။အသက်ရဲ့ပြည့်ပြည့်စုံခြင်းဖြစ်တဲ့ပျော်ရွှင်ခြင်းနဲ့ထာဝရအသက်ဖြစ်တဲ့ကောင်းကင်နိုင်ငံကိုဘုရားရှင်က လူတိုင်းကိုရဲ့ရဲ့ရောရော ပေးဖို့ဆန္ဒရှိတယ်။ဒီဆန္ဒဟာသခင်ခရစ်တော်လုပ်ခဲ့တဲ့လုပ်ရက်နဲ့တထပ်သေးကြတယ်။သခင်ခရစ်တော်ကသူ့ကိုနှလုံးသားဖွင့်ကြိုးဆိုသူတိုင်းကို သူ့ဘဝတစ်ခုလုံးကိုပေးခဲ့တယ်။ ဒီအလုသမားပုံဥပမာကိုခြေခံပြီးယနေ့ခေတ်ခရစ်ယာန်တွေဟာလောအခါကရမှာအတူတူပဲဆိုရင်ဘာဖြစ်လို့စောစောလောက်ရမှာလဲဘာဖြစ်လို့အလုပို့လောက်ရမှာလဲလို့တွေးကောင်း တွေးကြလိမ့်မယ်ယဟနာကြီးစိန်အာဂတ်စတင်စကားကိုတုံးပြီးပြောရရင်အချိန်တို့နေ့ရက်တို့ဆိုတာမသေးကြဘူးဒါပေမဲ့ရမဲ့ဆုလက်ကသေးကြတယ်ဆိုရင် မင်းကိုခေါ်တဲ့သူနောက်ကိုလိုက်ဖို့ဘာလို့နှောက်နှေးနေရမှာလဲဘုရားသခင်ဂတိပေးထားတဲ့အရာကိုသင်ရဲ့နှောက်နှေးခြင်းကြံ့ကြာခြင်းတွေကြောင့်လက်လွတ်ဆုံးရှုံးမှုမဖြစ်ပါစေနဲ့ဆလေပီဟမင်းကြီးကလူငယ်များကိုရည်ရွယ်ပြီးအချိန်မဆွဲကြနဲ့ဘုရားရှင်ရဲ့လေခွင့်မြေမှာသင်တို့အလုလုဖို့ခေါ်တဲ့အခါစိတ်အားထက်သန်စွာ တုံ့ပြန်လိုက်ကြပါ အချိန်မဆွဲဘဲလျင်မြန်စွာ တုံ့ပြန်ပါဘုရားရှင်ဟာရရောသူဖြစ်တဲ့အတွက် သင်ဘယ်တော့မှစိတ်ပြတ်ခြင်းနဲ့ကြုံရမှာမဟုတ်ပါဘူး။ငါဘောရဲ့အတိဘယ်ကဘာလဲဆိုတဲ့သင်ရင်ထဲမှာတည်ဆောင်ထားတဲ့မေကွန်းကိုဖျားသခင်ကအပြေဝဖြေပေးမှာဖြစ်ပါတယ်။အချိန်တွေသာကုန်သွားတယ်အဖြေကမရဘဝရဲ့အမိုက်မှောင်ဆုံးအချိန်တွေမှာကြုံတွေ့နေရရင်တောင်စိတ်ဓာတ်မကြပါနဲ့ကိုရောတဖန်ပြန်ထွက်လာပြီးတော့တပည့်တော်တို့စောင့်နေတဲ့နေရာမှာတပည့်တော်တို့ကို လာရှာပါလို့ဆုတောင်းကြည့်ပါ သူရဲ့ရောစွာ ရောက်လာလိမ့်မယ်ဟုအပတ်စဉ်လူတို့နဲ့တွေ့ဆုံခြင်းကဏ္ဍမှာယာမင်းကြီးလေဝ14ကမှတ်ကြားခဲ့ပါသည်။